င်သွားပါရှင်ဒီနေ့မှာတော့ဆရာဝင်းဖေရေးသားခဲ့တဲ့မိပြိုင်အကြောင်းဆိုတဲ့ရာသဝတ္ထုတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ပြန်အကြောင်း မိပြိုင်ပိုင်နာနေပြီအမြန်လိုက်ခဲ့ပါတော့လို့ကျမကိုလာခေါ်တော့ကျမစိတ်ထဲမှာထိုက်ကနေစားဖြစ်တော့တာပဲလိုအပ်တဲ့ပစ္စည်းပစ္စည်းအကလေးတွေယူချက်ချင်းထားလိုက်ခဲ့တယ်။ကြွားကိုကလန့်ဖြတ်ပြီးအညိုအညာလန်းတွေကသွားနေရတော့စိတ်ကူမရှိဘူး။ဗာလေးမွေပါပါလဲ။မိပြိုင်ဗာလေးမွေပါပါလဲ။ယောက်ျားလေးလားမိန်းကလေးလား။အနည်းဆုံးမိန်းကလေးပဲဖြစ်ပါသေးတော့။ ပြီးတော့ဘသူနဲ့တူပါမလဲဖယားတရားမလို့သူနဲ့ပဲတူပါစီလူလေးယောက်ကသူနဲ့တူတယ်မဟုတ်လားအသားလည်းဖြူပါစေအ ਨੇ ဆုံးအသားဖြူဖို့တော့လိုတယ်ဖြူပါစေဖြူပါစေအသားမဲမဲလေးဖြစ်လာရင်တော့မိပြိုင်ဒုက္ခပဲမိပြိုင်တို့အဲမရောက်ခင်တခေါက်လောက်ကတည်းကကျမနောက်ကျသွားပြီဆိုတာတည်နေရပြီ လေးပေါက်စားအုံဝင်လိုက်တန်းကစီကနေကြာရတယ်လေ။ကျမအိမ်ထဲရောက်တော့ဒေါ်မြစိန်ကြီးတို့အုပ်စုလက်စလက်နာတော်တင်ဆဲနေကြပြီ။မိပြိုင်ကတော့ပင်ပန်းပြီးမှိန်နေတယ်။ကျမလည်းဘာမှတော့စဉ်းစားမနေနိုင်ပါဘူး။ဒေါ်စိန်ဦးလက်ထက်ကကလေးကိုယူပြီးကြည်လိုက်တယ်။ဒုက္ခပဲ။အသားကလည်းမဲတယ်။ပြီးတော့ယောက်ျားလေးမြေပေါက်ကျင်းကျင်းနဲ့ပြီးတော့ဟုတ်တော့ ကြောမှာလဲအမှတ်ကြီးနှစ်ခုနဲ့ကျမအံ့ဩသွားတော့ဒေါ်စိန်ဥနဲ့တော်တိမ်မြကဘာမှမပြောဘူးလက်ဟန်ပြပြီးဟန်ကြတယ်ကျမတီးပါတယ်အမှတ်ကြီးတွေကိုမြင်ကလေးကဘာပြောရမလဲစိတ်ထဲကကို အလိုလိုချစ်သွားတာပါကျမရင်ထဲမှာတဒိန်ဒိန်ဖြစ်နေတယ်ဒီကလေးကလူဝင်စားပဲထမ်းတတ်တဲ့ဘာသာပဲဘာသာမှဘာသာပါ ကြောကအမှတ်ကြီးတွေကဟိုးအရင်ဆယ်နှစ်လောက်တုန်းကအချင်းချင်းရင်ဖြစ်ပြီးခောက်ကြထစ်ကြရာကတန်ရာရလို့ဖေးုံတက်ချောက်ထားရတဲ့အမာရွတ်တွေပဲဒါကိုတရွာလုံးတည်ကြပါတယ်ဘာသာကမနှစ်ကထမ်းလျှော်ပြီးတည်တယ်လေဘာပဲပြောပြောလောလောဆယ်ဘာသာလူဝင်စားဖြစ်လာတဲ့အတွက်ယတနာကမတည်တော့ဘူးလွန်ခဲ့တဲ့9နှစ်လောက်ကမိပြိုင်းနဲ့ကိုထိုးခင်တို့ညာကြတာလေ ကိုထိုးခင်ကတော့ရွက်ကြံရေချိုးပါပဲ။မိပြိုင်ကတော့နာမည်နဲ့လိုက်တယ်။အသားလည်းဖြူတယ်။ဆင်းရဲပေမဲ့ပညာမတတ်ပေမဲ့ရုပ်ကလေးကတော့အတော့ကိုတနာကမာရှိတယ်။ရွာထဲမှာဆိုသူ့ကိုကြိုက်ကြပိုးကြတဲ့လူတွေတပုံကြီး။တကယ်လူချောတွေလည်းပါရင်ပတ်ဆက်ရှိတဲ့လူတွေလည်းပါတာပဲ။ဒါပေမဲ့ကိုထိုးခင်နဲ့ပူးစားပါတယ်ပဲဆိုရမှာပေါ့။ကိုထုံးခင်ကြီးကစွန်သွားတယ် င်စားကြည့်ပေါ့မိပြိုင်းကိုကိုထုံးခင်ရတော့ချစ်လိုက်တာမှတုံနေတာပဲမိပြိုင်းကလည်းကိုထုံးခင်ကိုချစ်ရှာပါတယ်ဘာပဲဖြစ်ဖြစ်အရေးကြီးဆုံးကသူတို့အိမ်တော်ကြီးမှာပျော်ပျော်ရွှင်ရွှင်တတရရရှိဖို့ပဲမဟုတ်လားဒါလည်းအစဉ်ပြေပါတယ်ကိုထုံးခင်ကလဲတရင်ငှားလောက်တယ်မိပြိုင်းကရက်ကန်းရက်တယ်တိတ်မချမ်းသာပေမဲ့မရှိမရှာဆိုသလိုပေါ့ အိမ်နောင်လေးတစ်ခုတော့ตายအောင်ထိန်းနိုင်ကြတာပါပဲအိမ်နောင်သက်တစ်နှစ်ခွဲလောက်မှဖြူမကိုမွေးတာပဲဖြူမကတော့တကယ့်ကိုမအိပ်သမီးပဲမိပြိုင်နဲ့ပို့တူတယ်အသားကြတော့၉တောင်ဖြူသေးတယ်အေးကလည်းအသားလက်တာကိုနောက်ပြီးမျက်လုံးမြစ်ဖန်ကြတော့မိပြိုင်ထက်တောင်လှနေပြန်ရောအေးဒါကတော့ခအေးမြင်လောက်ကိုထုံးခင်က မျက်လုံးမြစ်ဖန်တော့အတော်ကောင်းတဲ့လူဖြူမလေးဟာငငယ်နဲ့တိုက်ကိုတက်တယ်ညံကောင်းတာပေါ့လေကိုထွန်းခင်ရောမိပြာရောဖြူမကိုတိုက်ချစ်ကြပါတယ်တကယ်ကိုအသေးမအသေးအဲ့နီးချင်းတွေကလည်းဒီလိုပါပဲသူကထင်းချင်းငါကထင်းချင်းသူချီမဲငါချီမဲနဲ့လူနေကြတာပဲခလေးကတွတ်တီတွတ်တာနဲ့အလွန်ချစ်စရာကောင်းတာလေ မိပြိုင်နဲ့ကိုထွန်းခင်တို့ဘဝမှာပိုပြီးဆူဆူပြည့်ပြည့်ဖြစ်နေတော့တာပေါ့။ညီမရနှစ်ယောက်ဖြူမလေးကိုအဝတ်အစားလှလှလေးတွေခဏခဏဝယ်ပေးကြတယ်။ဆင်လို့ကိုအာမရနိုင်ကြရှာဘူး။ဖြူမလေးကလည်းဘာပဲဆင်ပေးဆင်ပေးချစ်စရာကောင်းနေတာပဲ။တကယ့်ကိုအယောက်ကလေးကြာနေတာပဲ။အကြည့်ကလည်းကောင်းတယ်။ခလေးမိုးဆိုပြီးငိုရယ်ယူရယ်မရှိသလောက်ပဲ။မိပြိုင်ဖိုးကတော့ သူ့ဘဝမှာသူ့သမီးလေးဟာတကယ်ကိုအသက်ပဲအဲဖြူမသုံးနှစ်အရွယ်မှာမြို့ပေါ်ကလာတဲ့တော်ပြစ်သမားတွေကကိုထွန်းခင်ကိုကြေးကောင်းကောင်းပေးပြီးခေါ်လို့တော်ချောက်တဲ့အဖွဲနဲ့လိုက်သွားတယ်အဲ့ဒီမှာပထမဒုက္ခကိုစတွေ့ကြတာပါပဲတော်ထဲမှာဆင်အောင်နဲ့တွေ့ပြီးခြေဦးတက်ရပြေးကြရာကကိုထွန်းငင်တကူလုံးတန်ရာရသွားခဲ့တယ်နှစ်လလောက်ကိုယူခဲ့ရတယ် အဆိုးဆုံးကတော့သားကြောဖြတ်လိုက်ရတဲ့ကိစ္စပဲ။ဘာပဲဖြစ်ဖြစ်လူစင်တော့မှီနေပါသေးတယ်။မြို့ပေါ်ကလူချမ်းသာမုတ်ဆိုးတွေစီကလည်းဖေဘွားကရောရောကြီးရောရလိုက်ပါရဲ့။ဒါပေမဲ့ကိုထွန်းခင်ပြန်ပြီးကြမ်းမာလာလို့ပါကြလိုက်လဲ။လေးငါးလအကြာမှာပေါ့။ဖြူမလေးအသေးတန်ဖြားပါလေရော။ဒီတော့ကကန်ဆိုးချင်တော့ကျမကလည်းမန္တလေးရောက်နေတယ်။ တမ်းမာရေးမှုကိုခင်စောကခွေနဲ့ရန်ကုန်ပြန်သွားတယ်။ဒါလဲထားလိုက်ပါအောင်။ဆေးဆရာကိုဆယ်လဲရှိရသားနဲ့ဘေးအိမ်ကဒေါ်တော်တို့ကနှက်ကိုင်းတာသူပြီးပြောတော့မိပြိုင်းကနှက်ကိုတဲ့အလုပ်ပဲဖိလုံနေရကနေမယောင်ရစီလူတို့ဖြစ်ပြီးလေးကရေတိုင်းနေရတော့တာပဲ။အားလုံးယူကြုံမရဖြစ်ကြရတော့တာပေါ့။မိပြိုင်းအဖြစ်ကိုတော့ပြောမနေနဲ့တော့။ကြိုပြီးလို့ နှစ်ပတ်လောက်ထိအလုံးစိုးဆိုပြီးတက်သွားလို့သမီးနောက်မအေးလိုက်ပါပဲလို့ရင်သမမနဲ့နေကြရတယ်။နောက်ဆုံးဆရာတော်ဖရာကိုတိုင်မန်လိုက်မဲလိုက်တော့မှသူ့စိတ်သူထိန်းနိုင်တော့တာလေ။ဒါတော့ကြိတ်ကြိတ်ပြီးငိုနေတာပါပဲ။ကိုထုံးခင်ခင်မာမှာလဲသမီးအတွက်ရောမနာမယားအတွက်ရောစိတ်ပင်မလူပင်မဖြစ်ပြီးဆွဲချလိုက်တယ်လို့ပဲ။တလားလောက်အတွင်းမှာ အတော့ကိုပိန်သွားတယ်။ကျမလည်းနောက်တစ်ခါမန္တလေးသွားစရာရှိတော့မိပြိုင်းကိုစိတ်ပြေလက်ပြောက်ဆိုလိုခေါ်သွားမိတယ်။ဒါလဲအမားတစ်ခုလို့ဆိုရမှာပဲ။မန္တလေးရောက်လို့ပါကြလဲ။ကျမတငယ်ချင်းတယောက်ကပါပဲ။မိပြိုင်းကိုလှုပ်ကနဲ့ပြောထဲလိုက်ရော။ကြောက်ဆယ်မှာကိုနေဆိုတဲ့နောက်ဝင်တဲ့တယောက်ရှိတယ်တဲ့။တည်ဆောင်းသွားတဲ့လူတွေကျွတ်တယ်မကျွတ်ဘူး။ဘယ်ဘဝရောက်နေတယ် ဘာဖြစ်နေတယ်၊ညာဖြစ်လိမ့်မယ်ဆိုတာအတက်ပြောနိုင်တဲ့လေ။မိပြိုင်းကချက်ချင်းသွားမယ်ဖြစ်ပါလေရော။ကျမကအတန်တန်တားပါတယ်။ဒါပေမဲ့ဘလို့မှတားမရဘူး။ဒါနဲ့ပဲကျမကိုယ်တိုင်လိုက်ပို့ရတော့တာပေါ့။အဲ့ဒီမှာနတ်ဝင်တွေကဟောပါလေရော။ဖြူမလေးဟာမကျွတ်သေးဘူးတဲ့။အင်ကြီးပန်းရောင်လေးဝုတ်ပြီးရွာကမိပြိုင်းတို့အိမ်သားမှာပဲကစားနေရှာတယ်တဲ့။ မိပြိုင်းစီမှာပဲပြန်ပြီးဝင်စားခြင်းလို့စောင့်နေတာဆိုပဲဒါပေမဲ့နောက်6လပဲစောင့်နိုင်မယ်တဲ့မဟုတ်ရင်အချားမှာဝင်စားရရှာတော့မယ်တဲ့ကဲအဲ့ဒီမှာတိုက်ဆိုင်မှုကနှစ်ခုရှိတယ်တစ်ခုကဖြူမဟာပန်းရောင်အင်ကြီးကိုအကြိုက်ဆုံးဖြစ်ခဲ့တယ်ဆိုတဲ့ကိစ္စရဲ့နောက်ပြီးမိပြိုင်းကိုယ်တိုင်လည်းသူ့သမီးလေးကိုသူ့အိမ်သားမှာပဲကစားနေတာကိုအိမ်မက်ခဏခဏမှတ်နေခဲ့တယ် ဒါကတော့စိတ်ဆွဲလန်းလို့နေမှာပေါ့။ဘာပဲဖြစ်ဖြစ်မိပြိုင်းကတော့နှဝင်တယ်ပြောတာတိတ်မှန်တယ်ဆိုပြီးတော့ဖြစ်တော်တာပဲ။ယောဂါကပြန်ဆွပေးတယ်လို့ဖြစ်လာပြန်တာပေါ့။မန္တလေးတောင်လိုက်ပို့တော့မှပို့ဆိုးပြန်တာ။မန္တလေးဘိုးတော်ကြီးနန်းသားမှာဘေးရင်ဆရာတွေရောနတ်ဆရာတွေရောရှိတယ်မဟုတ်လား။မိပြိုင်းကနတ်ဆရာတယောက်စီဖြတ်ကနေဝင်ပြီးမေးပါလေရော။နတ်ဆရာကလည်း မဆိုင်မတော့ပဲဖြူမလေးကြောင်ဟောချလိုက်တာဒီတခါတော့ကျမကိုပါမျက်လုံးပြူသွားစေတယ်။ဘာလို့လဲဆိုတော့ကြောက်ဆယ်ကကိုနှင်းနဲ့တိုင်ပင်ထားသလားခြိတ်လောက်ထားသလားအောင်မရတယ်။အဟောကထတ်တူနှီးပါကြနေတယ်။ဘာတခုပဲပူလာတယ်လဲဆိုတော့သူ့အဟောထဲမှာဖြူမလေးကသူ့အမေကိုကဲပါအောင်လို့တစားစားမှားနေရတဲ့။ကဲမိပြိုင်မှာပူယူတော့တာပေါ့။ တခါတည်းရွာကိုချက်ချင်းပြန်မယ်ဖြစ်တော့တာပဲဆိုကြပါစို့ခတ်တုတ်တုတ်ပဲရွာကိုပြန်ငဲကြတယ်ကိုထုံးခင်ကိုပြောလဲပြလိုက်ရောကိုထုံးခင်ဟာတခါတည်းငိုင်ကြသွားတော့တယ်သူ့မှာตาကြောပြန်နေလို့တသက်လုံးခလီမမရနိုင်တော့တာမိပြိုင်းဘာလုံးမလဲမိပြိုင်းဘာလုံးရမှန်မသိတော့ဘူးအိမ်မက်တွေကလည်းဆက်တိုက်မက်တယ်အိမ်မက်တွေထဲမှာဖြူမလေးကလည်း ကေဝါယူဝါတစားစားနဲ့တနာစရာတောင်းမန်နေရတဲ့တယ်ဆိုက်ဆွဲကလန်းလို့နေမှာပေါ့ဇမတော်တခါမှတ်လိုက်သေးတယ်ဒီလိုနဲ့တလလောက်နေတော့မိပြိုင်မခံနိုင်တော့ဘူးမဆောင်နိုင်တော့ဘူးကိုထွန်းခင်ကြီးကိုပြုံးစားကြီးပြောချလိုက်တယ်သူ့ကိုကွာပေးပါတဲ့ပြီးရင်နောက်တစ်ယောက်ကိုအမြန်ဆုံးယူမယ်တဲ့ဖြူမလေးပြန်ပြီးဝင်စားနိုင်ဖို့ဒီနည်းပဲရှိတော့တာကို ဒါကြီးကတော့အတော့ကိုမဖွင့်မညာကိစ္စကြီးပဲအာလုံးဝိုင်းပြီးမိပြိုင်ကိုချော့ကြမော့ကြရှင်းပြတောင်းပန်ကြနဲ့လောက်ကြပါတယ်ဆရာတော်ဖရားကလည်းမတင့်တော်ကြောင်းဆောင်းမရှာတယ်ဒီတော့ဘာဖြစ်လာတယ်လဲမိပြိုင်ကျမ်းမကြီးကရော့ရော့ဆက်ရော့ဆွဲချလိုက်တယ်လို့ဖြစ်လာတယ်ဒီတိုင်းသာဆိုတလတော်ခံမမထင်ဘူးဆိုတော့အခြေဆိုင်လာတယ်ဒီချိန်မှာမိပြိုင်ကို ငငယ်ကလေးကတိတ်ချစ်ရှာတဲ့ကိုရင်ပေါ်ဆိုတဲ့လူကလည်းကိုထုံးငင်သာကွာပေးလိုက်ရင်သူ့ချက်ချင်းယူပါမယ်တဲ့ဝင်ပြောတယ်။ဒီလိုမှလည်းမိပြိုင်အသက်ကိုကယ်နိုင်တော့မယ်လို့ပြောလာတယ်။တူတူပြောကြပါစို့ရဲ့။မိပြိုင်အချင်းတွေကလည်းနေနေညနေတောင်မတူအောင်ဖြစ်လာနေမှတော့အားလုံးသဘောတူလိုက်ကြရတယ်။ကိုထုံးခင်ကလည်းမိပြိုင်ကိုကွာရှင်းပေးပြီးနောက်နေ့မှပဲတင်ငန်းစီးသွားရှာတယ်။ မိပြိုင်ဟာလေတကယ်လဲအံ့ဩဖို့ကောင်းပါရဲ့သူ့အလိုကြအတိုင်းကိုရင်ပေါနဲ့လဲပေးစားလိုက်ရောကျမ်းမာရေးကကောက်ထောင်ပေးလိုက်တယ်လို့ပဲတခါတည်းပြန်ပြီးတောင်းတမိလာတယ်စိတ်စိတ်တပတ်လောက်လဲကြာရောဖြူမလေးနဲ့ပတ်သက်ပြီးအိမ်မမမတ်တော်ဘူးတဲ့ဟောမိပြိုင်လဲကိုုံကိုရတာပဲကိုလာလွယ်ပြီးဆယ်လပိုင်းသာရောက်လာရောမိပြိုင်မှာပြောလို့တမီးလေးဖြူမနဲ့ ပြန်တွေ့ရတော့မယ်ပြန်ဆောင်ရတော့မယ်တဲ့ကဲခုမွေးပြီဘယ်လိုလုပ်ကြမလဲဝင်းဖေး